တွေ့ပါပြီနာမည်ကျော်ကိုကြီးကျော်ကိုမြင့်ကိုစီးပြီးနှကမ်းမွေးကားကားရောင်းတဆောင်းကိုအုပ်ပေါင်းပေါင်းလို့ရှင်မြမယောက်ျားတို့ရဲ့မျက်နှာနဲ့ခံညာအသက်ဝင်လာတဲ့ကိုကြီးကျော်ပခန်းဦးမင်းကျော်ဘုံတော်ကိုကျမအသာဆွဲယူလိုက်တယ်ဆိုဖီဒီမာလီကိုကြီးကျော် လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေးပြလိုက်ပါတယ်ကျွန်တော်နဲ့အတူတူဒါလေးတွေဖတ်ကြအောင်เนาะညကပဲဆရာသိပ်ပံမောင်ဝရဲ့ oxford တက္ကသိုလ်စာအုပ်ထဲက အင်္ဂလိပ်နွေဦးအကြောင်းကို ကျွန်မဖတ်နေမိသေးတာခန်းစီထူးတွေကိုပြန်ပိတ်အိတ်ချိန်မပြည့်ပြည့်နဲ့အိယာဘောပြန်တက်ပြီးဆရာစာအုပ်ကိုတစ်ဖက်ဖြက်လှန်လောမိတယ်ဒီမာလီဆရာရေးထားတာအင်္ဂလန်တွင်နွေဥရုအခါ၌နနက်3နာရီခွဲ4နာရီအချိန်ကပဲမိုးလင်းသောကြောင့် စောစောစီစီငတ်တမ်းများဖြင့်စူညံနေလေရှိသည်နက်နက်၄နာရီထိုးလျင်ငှက်များ၏ကြွေးကြော်တန်ကိုအိယာဒဲမှနွေ၏ကြားရ၏တဲ့ဆရာစာအုပ်လေးကိုပိတ်မျက်လုံးတွေကိုပြန်မိတ်လို့အင်္ဂလိပ်နွေဦးငှက်ကလေးတွေအတန်းကိုအရသာခံနားထောင်မိတယ်။ကျမငယ်ငယ်ကလေးကအိယာရဲကနေမိုးလင်းငှက်လေးတွေရဲ့အတန်းကို နားထောင်နေကြပါ။အင်းဝမာတော့ငါရော အဆောင်ကျောင်းသူဘဝမာရော အခုကျမနေတဲ့တက္ကသိုလ်ဝင်းထဲမှာရောပေါ့မြမငှက်ကလေးတွေရဲ့အသံနဲ့ဘာများခြားနာသလဲမိုင်းထောင်ပေါင်းများစွာဘလောက်ပဲဝေးกว่าဝေးกว่าအပြစ်ကင်းစင်ချစ်စရာကောင်းတဲ့လူဦးငှက်ကလေးတွေရဲ့ကြီးကြီးကြားကြားအသံလေးတွေကတော့အတူတူပဲလို့ကျမထင်တယ်ကျမတို့နှွေဦးရဲ့ငှက်ငယ်အိုအော်ကလေးရဲ့လွမ်းစရာအသံလေးကို မကြားရတာကလွမ်းရင်ပေါ့လွမ်းဖွယ်ချွဲနွယ်တက်တဲ့အိုအော်ကလေးဟာကျမတို့တက္ကသိုလ်ဝင်းထဲကို ွေဦးပေါလို့ဇိုးနိုင်ယုံကလေးမာကို အစောဆုံးရောက်လာတတ်တယ်လေ။တောင်းမှန်မာတဲ့အိုအိုကလေးကြီး။ချက်ခါစားငါဒံယာကလေးအပေါ်ကိုမင်းနှုတ်သီးနဲ့တဆတ်ဆတ်မစိတ်ပါနေတော့နော်။ငါပြန်အိတ်ချင်လို့မျက်ရည်စရွေနဲ့ငါပြန်အိတ်မရပါလား။မျက်ရည်စရွေနဲ့ငါပြန်မအိတ်ရပါစေနဲ့။တောက်တောက်တောက်ဟေးဟေးဒါလောက်အိတ်ပုံမကြီးနဲ့ထထတောက်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  အတန်းတွေရအိမ်မကဘာတဲကိုရောက်နေတဲ့ဂျမစီကိုတဲ့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 နဲ့ရောက်လာတယ်။ဒုံစံအတိုင်းအိမ်မထဲမှာဂျမမြမပြီကိုရောက်နေတယ်ပေါ့။ချစ်တဲ့သူတွေနဲ့တယောက်ပြီးတယောက်တွေ့နေတာပေါ့။တောက်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 ။ဟေးဟေးဟာဗာလဲကွာအိတ်ချင်းနဲ့အိတ်ချင်းနဲ့လာမခေါနဲ့ကွာ။ဟေးဒီလောက်နှို့လို့မရရင်တကားဖြတ်ပြမနော်ဗာမှတ်နေလဲ။အိယာတဲကနေဂျမလူလဲထမိတယ်။ကြည်စံ အပြင်မှာအော်ဟစ်စူညံနေကြတာဘလောက်ကြာပြီလဲအော့စဖို့မှာကျမကောက်ရလိုက်တဲ့ခရီးရန်အကိုတွေလေ အခုမှအိမ်မက်နေပဲတဲကထွက်ခါစားကျမလာပြီလာပြီနိုးနေပါပြီဆိုဘာဖြစ်လို့အော်နေရတာလဲလို့အရင်ဆုံးဥအောင်ဟောက်ရင်တကားပြေးဖွင့်ရတယ်အမေဒါလာနိုးနေတာကဲကဲမျက်ချီးတွေဘာတွေတုပ်အောင်သူ့မူပိုင်ဟန်အတိုင်းတမင်တီထားတဲ့မျက်နာကို ခါကိုထောက်လို့ရဲလိုက်ရင်တော့အင်မတန်ယူသားတဲ့ကရင်လူမျိုးရဲ့မျက်လုံးမျက်နာတွေကိုဘုံကွယ်လို့မရအောင်ပေါ်လာတတ်တဲ့ကျမရဲ့ဘိုးကြစိုးမိုးမှုကိုအခမ်းအနားဆုံးအကူဆရာအဲလင်ဘိုးကခေါင်းတညိမ့်ညိမ့်လုံရင်းကျမကိုတမင်တကာသေချာကြည့်တယ်။မနူကလည်းဗျာတော်တော်အိတ်ဒါပဲအပြင်းမနေထွက်နေလို့အင်္ဂလိပ်တွေတောင်အကုန်လမ်းပေါ်ရောက်ကုန်ပြီ။ကျမခန်းစည်းတွေကိုအဆုံးထိဆွဲဖယ်ရင်းသူနီးသူဟန်နဲ့မြည်တွန်းတောက်တီးတက်တဲ့သူက ဆရာလင်းခေါ်ဆရာကျော်ထွန်းလင်းမြန်စိန်ကျန်းစာတင်ကြောင်းမြမအကြောင်းရဲ့အကြောင်းအုပ်ကြီးကလည်းဖြစ်သိခါရောရခရိယံဘုံကြီးလည်းဖြစ်သူပေါ့ကျမနှုတ်ကိုရောက်ပြီးမကြခင် PhD ဘွဲ့အတွက်အကျိုးတလရောက်လာတဲ့သူလေနှုတ်မှာကျမနဲ့ပထမဦးဆုံးတွေ့တဲ့ဆရာမမောင်ရင်ကမြန်စိန်ကျန်းစာတင်ကြောင်းအင်္ဂလိပ်ကျောင်းရဲ့ဆရာလဲဆရာဘုံတော်ကြီးလဲဘုံတော်ကြီးပေါ့နုနူကြီးအင်းဝါကိုမဖတ်ဖူးရှာတဲ့တနာစရာစာကြည့်တိုင်းမူဆရာအယ်လင်ဘူကလည်း ဆရာရင်တို့အင်္ဂလိပ်ကျောင်းမှာပဲသူကကရင်ဆရာလင်းကရခိုင်ဆရာရင်ကတော့မြန်မာဘလို့လဲဆရာရင်ရောအစောကြီးပဲ library ထွက်သွားပြီ ရှေ့ဘတ်ထစာတန်းတစ်ခုဖတ်ရမှာမို့လို့တဲ့လှုပ်လှုပ်မျက်နှာမြင်မြန်တဲ့စကားမများနဲ့ဘာလဲဒီလောက်ရာသီဥရုကောင်းနေတာကိုဗျာစနေနေ့ဗျဘာလို့အခန်းအောင်းနေမှာလဲထွက်မယ်ထွက်မယ်လို့ကြာရင်ဗျာနေအောင်လေးပြောက်သွားလိမ့်မယ်အမလီတော့ ဒီလောက်နေရောင်လေးကိုများရေးကြည့်ခွင်ကျဲလို့လို့ဟွန်းကျမတို့တိုင်းပြည်မှာနေရောင်တွေပေါ်လွန်လို့ဒါယူစမ်းမတော့ကြိုက်သလောက်ယူကြမှာဦးဗျာယောဂပိုးတွေပါလာတော့ဘဲနယ်လို့မလဲအောင်မာဘဲတော့မှမပါဘူးဒီကနေရောင်ကြီးတွေတဲမှာမှဟွန်းအေးပါအေးပါ ဟုတ်ပါပြီတော်ပါပြီပြီးရင်အမြန်ထွက်မယ်ဒီခန်းတွေထဲမှာနေရတာ10မိနစ်ဆို10မိနစ်ယူကျင်လာလို့ပါဗျာနော် တကူစားအခန်းလေးထဲမှာတစ်နှစ်ကျော်ကျော်နေစာဒူးဟာနေခဲ့ရတဲ့ဆရာအယ်လင်ရဲ့အခန်းကျောက်ယောဂါကိုသိပေမဲ့ကျမထုံးစံအတိုင်းကြီးကြစေ။ဘာမှန်းလည်းမသိဘူး။အိမ်သာမတက်ရသေးဘူး။အေးမတက်နဲ့တော့ breakfast လည်းမစားရသေးဘူး။ရေလည်းမချိုးရသေးဘူး။အောင်ပါဗျာဘသူတွေကရောစားရသေးလို့လဲ။စိတ်ချကျွေးမယ်။နေရာအောင်မှာ breakfast စားမယ်။အင်္ဂလိပ်တွေလိုပေါ့ကွာ။ Oxford ရဲ့နာမည်ကျော်မြင့်တဲ့ရဲ့ဘေးမှာစားမယ်။ဘယ်နဲ့လဲ။ ိုက်စင်နဲ့ခြာဝယ်လာကျမဇရာသိပ်ပံမောင်းဝါစာအုပ်ထဲမှာဖတ်ရတယ်အတော်ပဲကြည်ကျင်နေတာမြင်ရမယ်ဗျာအိုက်စင်မြင့်နဲ့ခြာဝယ်မြစ်ကြီးတွေကိုမြင်ရမယ်တခြားနေရာတွေကိုရောဒီနေ့အကုန်လျှောက်သွားကြမယ်ကောင်းနေဟေးကျော်ဘုတ်ကြီးထဲကိုရေပလင်းလေးတော့ထည့်ခဲ့အောင်ဒါမှန်းနေအစအစအရာရာအလွန်တရာစီကြီးလာတဲ့ဒီတိုင်းပြည်မှာရေပလင်းလေးကတော့ကျော်ဘုတ်ကြီးထဲမှာအမြဲတည်ရတယ်ဟာ ြည်စမ်းမျိုးအင်္ဂလိပ်တွေအိမ်ရှိလူကုန်လမ်းပေါ်အကုန်ရောက်နေကုန်ကြီးနဲ့တူတယ်။ဟုတ်ပါရဲ့။ဆရာအဲလင်အော်မယ်ဆိုလဲအော်စရာ။ကျမတို့အဆောင်ရှိလမ်းမကြီးဘာဘယ်ရီလမ်းပေါ်မှာပြုံ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 နဲ့လူတွေအပြည့်။ရာသီဥတုကလည်းအင်္ဂလိပ်ကြီးတစ်ခွဲသားနဲ့ပြုံးခဲလှတဲ့အင်္ဂလိပ်တွေကိုတောင် ပြုံ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 နဲ့ဖြစ်လာအောင်နေရောင်တွေလင်းဖြာနေလိုက်ပုံများ။အော်ဒီနေ့ဒီနေ့လူချင်းတွေ့တာနဲ့ရာသီဥတုအကြောင်းကို အခုတရားမေးကြပြောကြရလောက်အောင်လဲအနွေးတက်ပေးမဲ့လက္ခဏာနေရောင်လေးလောက်ကိုက ရှားပါလုံးလာတာကိုဒါကြောင့်ဆရာသိပ်ပံမောင်ဝါကသူ့လေနဲ့ရေးထားတာလေအင်္ဂလန်ပြည်တွင်စောင်းဦးတို့အခါ၌စိတ်ပျက်စရာစိတ်ညစ်စရာကောင်းသလောက်ຫນွေဦးပေါက်လာသောအခါကြောစရာကောင်းလာပေသည်ကောင်းငင်မြင်တွင်မြူကုန်းများနေများကင်းစင်သောကြောင့်နေ၏အလင်းရောင်မှာကောင်းစွာတောက်ပြောင်လေပြီး 6လ9လပတ်လုံးနေဤအလင်းရောင်ကို ကောင်းစွာမမြင်ရဘဲအလွန်ချမ်းအေးခြင်းဘေးကိုကြုံတွေ့နေကြရသောအပေါင်းတို့မှာညူနင်းကင်းစင်သောနေဤအလင်းရောင်ကို တွေ့မြင်ကြရသောအခါများစွာဝမ်းမြောက်ကြလေသည်နနက်နေခင်ညနေမရွေးတက်လွင်သောအဝတ်စားတို့ကိုဝတ်စားကြပြီးလျင်တွင်မြေမြခင်ဥယင်များအတွင်သို့ထွက်ခါလမ်းလျှောက်လေရှိကြ၏6လ9လပတ်လုံးအိမ်တွင်ကောက်ကမိနာရင်သာနေထိုင်ကြရသူတို့မှာ နေ၏အလင်းရောင်ကိုခံစားကြရသောအခါအဘယ်မှလည်းမပျော်ရွှင်ပဲနေကြအံ့၏ကဘာဦးသူများနေနှင့်လတို့ကိုတွေ့မြင်ရသောအခါဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်မှာဤသို့ပင်ဖြစ်မည်လောဟုတွေးတော်မိလေသည်တချို့မှာဝမ်းမြောက်ကြလာသောကြောင့်လားမသိနေပူကျဲကျဲကွင်းမြင်တွင်တနေ့လုံးနေပူစားလုံးလေးရှိကြ၏ခြောက်လာပတ်လုံးမီးဝန်းနားမှာမခွင့်အောင်နိုင်တော်လဲယခုအခါတွင် မီးဝန်းများကိုတပိတ်မောက်နိုင်ကြလိမ့်ပြီတဲ့ စရာရေးတာမှန်လားကြီးရဲ့ကျမတို့ဒေါ်လန်လေးတွေဘက်ကိုရောက်တာနဲ့မိဘများကသပိတ်မှောက်ကြသူများဟာအများကြီးပါလားစိမ့်လဲလဲမြက်ခင်းညာမှာလှလိုက်တဲ့ပန်းပွင့်ဝါဝါလေးတွေဗာပန်းလေးတွေပါလေနေုံကျမသိပြီစီဟန်သိပံမောင်ဝစာအုပ်ထဲမှာပါတာပေါ့မြက်ခင်းများအတွင်းအလိကြပေါက်နေသောဒေးစီခေါ်ပန်းပင်လေးတွေမှာပွင့်လျက်နေကြလိမ့်ပြီလို့ပါတယ်လေဆောင်းတွင်အခါမီးလောင်သစ်ပင်များကဲ့သို့ မဲ6လျက်နေသောသစ်ပင်အပေါင်းမှာစိမ့်လန်းသောအရွက်များကိုစောင်းကလွန်စွာတင့်နေကြပြီ။စိုးတဲ့ဆရာစာတဲကအတိုင်းပါပဲ။သစ်ပင်နိုင်ကအရွက်သစ်ကလေးတွေအလုံးဟာစိမ့်များနေတာပဲ။အလေးကြပန်းပွင့်ရောင်စုံကလည်းလှလိုက်ပါပြီတော့။ဟေးရှေကဟာအိုက်စင်မြင့်နဲ့ချာဝဲမြကြီးဟေးရှေဆုံးကတော်လန်ကျွမ်းကျင်သူဆရာအယ်လင်ကအာရပါရအော်တယ်။ဘယ်မှာလဲဘယ်မှာလဲ။ ခုမှအောက်စပွန်နေမြင်းနင်းကစားမလဲမဝဲလေးတွေကျမနဲ့ဆရာလင်းကပြားကြီးပြားရာကြည့်ကြတယ်ဟွန်းဒါလားမြေဟုတ်ပါဗျာအတန်နဲ့ထွက်လာတဲ့ကျမနဲ့ဆရာလင်းကိုဆရာအလင်းကတဟဟရဲတယ်ဟုတ်တယ်လေမြစ်ဆိုပြီးတော့ကျမတို့စီကချောင်းကလေးတွေလောက်ရှိတယ်ဖြည်းဖြည်းညင်ညင်သာသာရာရာလေးစီးနေတာကလေးကတော့ချစ်စရာကောင်းတာကျမတို့မန်းလေးတက်ကတော့ကရင်းနှီးမြောင်းလေးလိုပဲကျမမှာလွမ်းရပြန်တာပေါ့ ဘေ့စ်ဖတ်ကိုဂန်နယ်တူးမြောင်းဘေးကြမှာစားကြမယ်။သူကမြစ်ထပ်ပူကျဲတယ်။ဆီယာအယ်လင်ကအိုက်စစ်တို့ချာဝဲလ်တို့ထပ်ကျဲတဲ့ချောင်းကျဲတခုဘေးကိုခေါ်သွားပြန်တယ်။ဒါကအော့စ်ဖို့ဂန်နယ်။ဟမ်တူးမြောင်းကမှမြစ်ထပ်ကျဲသေးတယ်။ဟာပူမမော်တော်ဘုတ်ရောင်စုံလေးတွေ။ဟောဗျာမော်တော်ဘုတ်မြင်တာနဲ့အလန့်တကြားထအော်တယ်။ဒေါကတက်လာတဲ့စာရေးဆီယာမန်တိသားပါဗျာ။အော်မှာပဲဘာဖြစ်လဲ။တူးမြောင်းဘေး ညခင်းပေါ်မှာ ready made မနှက်စားဘူးဖေးလေးတွေကိုဖွင့်လို့မနှက်စောစောစားစားဖို့ကျမတို့ထိုင်ကြတယ်။ coffee ဘူးနဲ့အသားညက်ပါမှုဒါပါပဲ။ဒီတစ်ခါတော့မနှက်ဆိုရင်လက်ဖက်ရည်ချိုးပေါ့ကြမှာဘဲတော့မှ coffee မတောက်တဲ့အစားအသောက်မှာအင်မတန်ကြီးကျွတ်များလာတဲ့ကျမတယောက်ဟာသဘောကောင်းစွာနဲ့ coffee လေးကိုပဲငိမ့်ငိမ့်လေးတောက်ရှာပါတယ်။ငိမ်မာပေါ်စိမ့်မြအုပ်ဆိုင်နေတဲ့တော်ရန်လေးကြားတွေကစီးစင်းနေတဲ့ရေလျင်ပေါ်မှာနီဝါပြ ရောင်စုံမော်တော်လေးတွေတရွေ့ရွေ့လိုက်ပါလာတဲ့မြင်ကွင်းကကျမကိုဖမ်းဆားလိုက်တာကိုဘာကြောင့်မှန်းလဲမသိကျမစိတ်ထဲမှာတိတ်လှနေတာပဲ။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။ ညကပဲဆရာသိပ်ပံမောင်ဝရဲ့အောက်စပို့တက္ကသိုလ်စာအုပ်ထဲကအင်္ဂလိပ်နွေဦးအကြောင်းကို ကျမဖတ်နေမိသေးတာခန်းစီထူးတွေကိုပြန်ပိတ်အိတ်ချိန်မပြည့်ပြည့်နဲ့အိယာဘောပြန်တက်ပြီးဆရာစာအုပ်ကိုတစ်ဖြက်ဖြက်လှမ်းလောမိတယ်ဒီမာလီဆရာရေးထားတာအင်္ဂလန်တွင်နွေဥရုအခါ၌နနက်3နာရီခွဲ4နာရီအချိန်ကပဲမိုးလင်းသောကြောင့်စောစောစီစီငတ်တမ်းများဖြင့်စူညံနေလေရှိသည် နက်နက်၄နာရီထိုးလျင်ငှက်များဤကြွေးကြောတန်းကိုအိယာဒဲမှနွေ၏ကြားရ၏တဲ့ဆရာစာအုပ်လေးကိုပိတ်မျက်လုံးတွေကိုပြန်မှိတ်လို့အင်္ဂလိပ်နွေဦးငှက်ကလေးတွေအတန်းကိုအရသာခံနားထောင်မိတယ်ကျမငငယ်ကလေးကအိယာတဲကနေမိုးလင်းငှက်လေးတွေရဲ့အတန်းကိုနားထောင်နေကြပါအင်းဝမာတုံးကရော အဆောင်ကျောင်းသူဘဝမာရောအခုကျမနေတဲ့တက္ကသိုလ်ဝင်းထဲမှာရောပေါ့မြမငှက်ကလေးတွေရဲ့အတန်းနဲ့ဘာများချားနာသလဲ မိုင်ထောင်ပေါင်းများစွာဘလောက်ပဲဝေးกว่าဝေးกว่าအပြစ်ကင်းစင်ချစ်စရာကောင်းတဲ့ຫນွေဥငှက်ကလေးတွေရဲ့ကြီးကြီးကြားကြားအသံလေးတွေကတော့အတူတူပဲလို့ကျမထင်တယ်။ကျမတို့ຫນွေဥရဲ့ငှက်ငယ်ဥဩကလေးရဲ့လွမ်းစရာအသံလေးကိုမကြားရတာကလွမ်းရင်ပေါ့။လွမ်းဖွယ်ချွဲနွယ်တက်တဲ့ဥဩကလေးဟာကျမတို့တကယ်တော့ဝင်းနေကိုຫນွေဥပေါက်လို့ဇူနိုင်ယုံကလေးမာကိုအစောဆုံးရောက်လာတက်တယ်လေ။တောင်းမှန်ပါတယ်ဥဩကလေးကြီး ကြက်ခါစားငါဒံယာကလေးအပေါ်ကိုမင်းနှုတ်သီးနဲ့တဆတ်ဆတ်မစိတ်ပါနဲ့တော့နော်ငါပြန်အိတ်ချင်လို့မျက်ရည်စရွေနဲ့ငါပြန်အိတ်မရပါလားမျက်ရည်စရွေနဲ့ငါပြန်မအိတ်ရပါစေနဲ့တောက်တောက်တောက်ဟေးဟေးဒါလောက်အိတ်ပုံမကြီးနဲ့ထထတောက်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 အတန်တို့ရအိမ်မကဘာတဲကိုရောက်နေတဲ့ကျမစီကိုတဲ့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 နဲ့ရောက်လာတယ်ဒုံစံအတိုင်းအိမ်မထဲမှာကျမမြမပြီကိုရောက်နေတယ်ပေါ့ ချစ်တဲ့သူတွေနဲ့တယောက်ပြီးတယောက်တွေ့နေတာပေါ့တောက်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 ဟေးဟေးဟာဘာလဲကွာအိတ်ချင်းနဲ့အိတ်ချင်းနဲ့လာမခေါနဲ့ကွာဟေးဒီလောက်နှို့လို့မရရင်တကားဖြတ်ပြစ်မှာနော်ဘာမှတ်နေလဲအိယာတဲကနေကျမလူလဲထမိတယ်ကြည်စံအပြင်မှာအော်ဟစ်စူညံနေကြတာဘလောက်ကြာပြီလဲအော့စပိုမှာကျမကောက်ရလိုက်တဲ့ခရီးရန်အကိုတွေလေအခုမှအိမ်မက်နေပေတဲကထွက်ခါစားကျမလာပြီလာပြီ နိုးနေပါပြီဆို။ဘာဖြစ်လို့អော်နေရတာလဲလို့အရင်ဆုံးဥအောင်ဟောက်ရင်တကားပြေးဖွင့်ရတယ်။အမေဒါလာနိုးနေတာ။ကဲကဲမျက်ချီးတွေဘာတွေတုပ်အောင်။သူ့မူပိုင်းဟန်အတိုင်းတမင်တီထားတဲ့မျက်နာကိုခါကိုထောက်လို့ရဲလိုက်ရင်တော့အင်မတန်ယိုးသားတဲ့ကရင်လူမျိုးရဲ့မျက်လုံးမျက်နာတွေကိုဖုံးကွယ်လို့မရအောင်ပေါ်လာတတ်တဲ့ကျမရဲ့ဘိုးကြစိုးမိုးမှုကိုအခမ်းအနားဆုံးအကူ ဆရာအဲလင်းပိုးကခေါင်းတညင်ညင်လုံရင်းကျမကိုတမင်းတကာတေချာကြည့်တယ်။မန္တူကလည်းဗျာတော်တော်အိတ်ဒါပဲ။အပြင်းမနေထွက်နေလို့အင်္ဂလိပ်တွေတောင်အကုန်လမ်းပေါ်ရောက်ကုန်ပြီ။ကျမခန်းစည်းတွေကိုအဆုံးထိဆွဲဖယ်ရင် သူနီးသူဟန်နဲ့မြည်တွန်းတောက်တီးတက်တဲ့သူကဆရာလင်းခေါ်ဆရာကျော်ထွန်းလင်းင်းစိန်ကျန်းစာတင်ချောင်းမြမเจ้าရဲ့เจ้าအုပ်ကြီးကလည်းဖြစ်သိခါရောရခရိယံဘုံကြီးလည်းဖြစ်သူပေါ့။ ကျမနှုတ်ကိုရောက်ပြီးမကြခင် PhD ဘွဲ့အတွက်အကျိုးတလရောက်လာတဲ့သူလေနှုတ်မှာကျမနဲ့ပထမအဦးဆုံးတွေ့တဲ့ဆရာမမောင်ရင်ကရင်းစိန်ကျန်းစာသင်ကျောင်းအင်္ဂလိပ်ကျောင်းရဲ့ဆရာလဲဆရာဘုန်းတော်ကြီးလဲဘုန်းတော်ကြီးပေါ့နုနုကြီးအင်းဝါကိုမဖတ်ဘူးရှာတဲ့တနာစရာစာကြည့်တိုင်းမူဆရာအယ်လင်ပိုကလည်းဆရာရင်တို့အင်္ဂလိပ်ကျောင်းမှာပဲသူကကရင်ဆရာလင်ကရခိုင်ဆရာရင်ကတော့မြန်မာဘလို့လဲဆရာရင်ရော အစောကြီးပဲ library ထွက်သွားပြီးရှေ့ဘတ်ထဲစာတန်းတစ်ခုဖတ်ရမှာမို့လို့တဲ့လှုပ်လှုပ်ညနာမြန်မြန်သက်စကားမများနဲ့ဘာလဲဒီလောက်ရာသီဥတုကောင်းနေတာကိုဗျာစနေနေ့ဗျဘာလို့အခန်းအောင်းနေမှာလဲထွက်မယ်ထွက်မယ်လှုပ်ကြာရင်ဗျာနေရောင်လေးပျောက်သွားလိမ့်မယ်အမလီတော့ဒီလောက်နေရောင်လေးကိုများရေးကြည့်ခွင့်ကျဲလှုပ်လှုပ်ဟွန်းကျမတို့တိုင်းပြည်မှာနေရောင်တွေပေါ်လွန်လို့ဒါယူစမ်းမှာတော့ကြိုက်တယ်လောက်ယူကြမှာဦးဗျာ ယောဂါပိုးတွေပါလာတော့ဘဲနယ်လို့မလဲအောင်မှာဘဲတော့မှမပါဘူးဒီကနေရောင်ကြီးတွေတဲမှာမှအေးပါအေးပါ ဟုတ်ပါပြီတော်ပါပြီပြီးရင်အမြန်ထွက်မယ်ဒီခန်းတွေထဲမှာနေရတာ10မိနစ်ဆို10မိနစ်ယူကျင်လာလို့ပါဗျာနော်တကူစားခန်းလေးထဲမှာတစ်နှစ်ကြောကြောနေစာဒူဟာနေခဲ့ရတဲ့ဆရာအယ်လင်ရဲ့အခန်းကြောက်ယောဂါကိုသိပေမဲ့ကျမထုံးစံအတိုင်းကြီးကြစေဘာမှန်းလည်းမသိဘူး အိမ်သာမတက်ရသေးဘူးအေးမတက်နဲ့တော့ breakfast လည်းမစားရသေးဘူးရေလည်းမချိုးရသေးဘူးအောင်ပါဗျာဘသူတွေကရောစားရသေးလို့လဲစိတ်ချကျွေးမယ်နေရာအောင်မှာ breakfast စားမယ်အင်္ဂလိပ်တွေလိုပေါ့ကွာ Oxford ရဲ့နာမည်ကျော်မြင့်တဲ့သွေးရဲ့ဘေးမှာစားမယ်ဘယ်နဲ့လဲအိုက်စင်နဲ့ခြာဝယ်လားကျမဆရာသိပ်ပံမောင်းဝစာအုပ်ထဲမှာဖတ်ရတယ်အတော်ပဲကြည်ကျင်နေတာမြင်ရမယ်ဗျာ ိုက်စင်မြစ်နဲ့ Chawel မြစ်ကြီးတွေကိုမြင်ရမယ်။တခြားနေရာတွေကိုရောဒီနေ့အကုန်လျှောက်သွားကြမယ်။ကောင်းတယ်။ဟေးကျော်ဘိုးကြီးထဲကိုရေပလင်းလေးတော့ထည့်ခဲ့အောင်။ဒါမှန်တယ်။အစစအရာရာအလွန်တရာစီကြီးလာတဲ့ဒီတိုင်းပြည်မှာရေပလင်းလေးကတော့ကျော်ဘိုးကြီးထဲမှာအမြဲသေးရတယ်။ဟာကြီးစမ်းမျိုးအင်္ဂလိပ်တွေအရှိလူကုံလမ်းပေါ်အကုန်ရောက်နေကုန်ကြီးနဲ့တူတယ်။ဟုတ်ပါရဲ့။ဆရာအဲလင်အော်မယ်ဆိုလဲအော်စရာ။ ျမတို့အဆောင်ရှိလမ်းမကြီးဘာဘယ်ရီလမ်းပေါ်မှာပြုံ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 နဲ့လူတွေအပြီးရာသီဥတုကလည်းအင်းရီကြီးတစ်ခွဲသားနဲ့ပြုံးခဲလှတဲ့အင်္ဂလိပ်တွေကိုတောင်ပြုံ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 နဲ့ဖြစ်လာအောင်နေရောင်တွေလင်းဖြာနေလိုက်ပုံများ။ဩတနေ့တနေ့လူချင်းတွေ့တာနဲ့ရာသီဥတုအကြောင်းကိုအခုတရမေးကြပြောကြရလာအောင်လဲအနွေးတက်ပေးမဲ့လက္ခဏာနေရောင်လေးလောက်ကိုကရှားပါလွန်လာတာကိုဒါကြောင့်ဆရာသိပ်ပံမောင်ဝါကသူ့လေနဲ့ ရေးထားတာလေအင်္ဂလန်ပြည်တွင် စောင်းဦးသူအခါ၌စိတ်ပျက်စရာစိတ်ညစ်စရာကောင်းသလောက်နှွေးဦးပေါက်လာသောအခါကြောစရာကောင်းလာပေသည်ကောင်းငင်မြင်တွင်မြူကုန်းများနေ့များကင်းစင်သောကြောင့်နေ့ဤအလင်းရောင်မှာကောင်းစွာတောက်ပြောင်လေပြီ6လ9လပတ်လုံးနေ့ဤအလင်းရောင်ကိုကောင်းစွာမမြင်ရဘဲအလွန်ချမ်းအေးခြင်းဘေးကိုကြုံတွေ့နေကြရသောအပေါင်းတို့မှာညူနင်းကင်းစင်သောနေ့ဤအလင်းရောင်ကို တွေ့မြင်ကြရသောအခါများစွာဝမ်းမြောက်ကြလေသည်။နနက်နေခင်ညနေမွေတက်လွင်သောအဝတ်စားတို့ကိုဝတ်စားကြပြီးလျင်တွင်မြင်မြခင်ဥယျာဉ်များတွင်သို့ထွက်ခါလမ်းလျှောက်လေရှိကြ၏။6လ9လပတ်လုံးအိမ်တွင်ကုတ်ကမိနာရင်သာ နေထိုင်ကြရသူတို့မှနေ၏အလင်းရောင်ကို ခံစားကြရသောအခါအဘယ်မှာလျင်မပြောရွှင်မဲနေကြအံ့နီကဘာဥသူများနင်းနစ်လာတို့ကို တွေ့မြင်ရသောအခါဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်မှာ ဤသို့ပင်ဖြစ်မည်လောဟုတွေးတော်မိလေသည်တချို့မှာဝမ်းမြောက်ကြလာသောကြောင့်လားမသိနေပူကျဲကျဲကွင်းမြင်တွင်တနေ့လုံးနေပူစားလုံလေးရှိကြ၏ခြောက်လာပတ်လုံးမီးဝန်းနားမှာမခွင့်အောင်နိုင်တော်လဲယခုအခါတွင် မီးဝန်းများကို သပိတ်မောက်နိုင်ကြလိမ့်ပြီတဲ့ဆရာရေးတာမှန်လားကြီးရဲ့ကျမတို့တော်လန်းလေးတွေဘက်ကိုရောက်တာနဲ့မီးဝန်းများကိုသပိတ်မောက်ကြသူများဟာအများကြီးပါလားစိမ့်လဲလဲမြခင်းညမှာလှလိုက်တဲ့ပန်းပွင့်ဝါးဝါးလေးတွေ ဘာပန်းလေးတွေပါလေနေုံကျမသိပြီစင်ဟာသိပံမောင်ဝစာအုပ်ထဲမှာပါတာပေါ့ညခင်းများအတွင်းအလိကြပေါက်နေသောဒေးစီခေါ်ပန်းပင်လေးတွေမှာပွင့်လျက်နေကြလိမ့်ပြီလို့ပါတယ်လေဆောင်းတွင်အခါမီးလောင်သစ်ပင်များကဲ့သို့မဲချောက်လျက်နေသောသစ်ပင်အပေါင်းမှာစိမ့်လန်းသောအရွက်များကိုဆောင်းကလွန်စွာတင့်နေကြပြီဆိုတဲ့ဆရာစာတဲကအတိုင်းပါပဲသစ်ပင်တိုင်းကအရွက်သစ်ကလေးတွေအလုံးဟာ စိမ့်မြနေတာပဲအလေးကြပန်းပွင့်ရောင်စုံကလည်းလှလိုက်ပါပြီတော့ဟေးရှေကဟာအိုက်စင်မြင့်နဲ့ချာဝဲမြင့်ကြီးဟေးရှေစုံကတော်လန်ကျွမ်းကျင်သူဆရာအယ်လင်ကအာရပါရអော်တယ်ဘယ်မှာလဲဘယ်မှာလဲခုမှအော့စပိုနေမြေနင်းကစားမလဲမဝဲလေးတွေကျမနဲ့ဆရာလင်းကပြားကြီးပြားရာကြည့်ကြတယ်ဟွန်းဒါလားမြင့်ဟုတ်ပါဗျာအတန်နဲ့ထွက်လာတဲ့ကျမနဲ့ဆရာလင်းကို ဆရာအယ်လင်ကတဟဟရဲတယ်။ဟုတ်တယ်လေ။မြစ်ဆိုပြီးတော့ကျမတို့စီကချောင်းကလေးတွေလောက်ရှိတယ်။ဖြည်းဖြည်းညင်ညင်သာသာရရာလေးစီးနေတာကလေးကတော့ချစ်စရာကောင်းတာ။ကျမတို့မန်းလေးတက်ကတော့ကရင်းနှီးမြောင်းလေးလိုပဲကျမမလွမ်းရပြန်တာပေါ့။ Breeze Fuck ကိုကန်နေတူးမြောင်းဘေးကြမှာစားကြမယ်။သူကမြစ်ထပ်ပူကျဲတယ်။ဆရာအယ်လင်ကအိုက်စစ်တို့ချာဝဲလ်တို့ထပ်ကျဲတဲ့ချောင်းကျဲတစ်ခုဘေးကိုခေါ်သွားပြန်တယ်။ ဒါကအော့စဖို့ကန်တယ်ဟွန်းဒူးမြောင်ကမှမြစ်ထက်ကျဲသေးတယ်ဟာဟိုမှာမော်တော်ဘုတ်ရောင်စုံလေးတွေဟောဗျာမော်တော်ဘုတ်မြင်တာနဲ့အလန့်တကြားထော်တယ်တော့ကတက်လာတဲ့စာရေးဆရာမန်တိသားပါဗျာအော်မှာပဲဘာဖြစ်လဲဒူးမြောင်ပေးမြက်ခင်းပေါ်မှာ ready made မနှက်စားဘူးဖေးလေးတွေကိုဖွင့်လို့မနှက်စောစောစားစားဖို့ကျမတို့ထိုင်ကြတယ်ကော်ဖီဘူးနဲ့အသားညက်ပါမှုဒါပါပဲ ီတခါတော့မနှက်ဆိုရင်လက်ဖက်ရည်ချိုးပေါကြမှာဘဲတော့မှကော်ဖီမတောက်တဲ့အစာဟတောက်မှာအင်မတန်ကြီးကျွတ်များလာတဲ့ကျမတယောက်ဟာသဘောကောင်းစွာနဲ့ကော်ဖီလေးကိုပဲငိမ့်ငိမ့်လေးတောက်ရှာပါတယ်ငိမ့်မှာပေါ်စိမ့်မြအုပ်ဆိုင်နေတဲ့တော်ရန်လေးကြားတွေကစီးစင်းနေတဲ့ရေလျင်ပေါ်မှာနီဝါပြရန်စုံမော်တော်လေးတွေတရွေ့ရွေ့လိုက်ပါလာတဲ့မြင်ကွင်းကကျမကိုဖမ်းဆားလိုက်တာကိုဘာကြောင့်မှန်းလဲမသိကျမစိတ်ထဲမှာတိတ်လနေတာပဲ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ